ယူအက်စီမှာပထမဆုံးသောမြန်မာပြည်ပွားချန်ပီယံဂျိုရှော့ဘန်တင်ရှိခဲ့တဲ့ကောင်းစားစံချိန်မှတ်တမ်းများပရိသတ်များလုံးပဲမိန်တော်များရှင်နေတဲ့ဆန်မောင်းဖိုင်းစစ်ပတင်းစားပွဲကနေအားလုံးကိုပြန်လည်ကြိုလဲပါရင်ဂျိုရှော့ဘန်ကတော့လည်းစန်ထရီပန်တိုချာကိုပထမအချိန်တမနေမပြည့်သေးခဲ့မှာပဲဒိုင်ဝဲရဲ့နဲ့နိုင်ယူပြီး USC Flyweight တန်းချန်ပီယံအသစ်ဖြစ်လာခဲ့ပြီးဖြစ်ပါရင်ကျွေတလဲကျဲတခုံဆိုပေမဲ့စီးတဲ့ပေါင်တွေကနေနိုင်ယူနိုင်ခဲ့တာမို့ထိုက်တန်တဲ့ချန်ပီယံအသစ်ဖြစ်လာခြင်းဖြစ်ပါရင်ပန်တိုချာလက်ထံရမတော်စားရသွားလို့ဆမ်မထိုးနိုင်တော့တာဆိုပေမဲ့ဒီလိုတန်ရအောင်လုပ်ခဲ့တာဘယ်သူလဲဆိုတာမြင်နိုင်ဖို့လိုပါရင် ဘန်ဒူချာအနေနဲ့ကိုဒေါသနဲ့ကိုခံလိုက်ရတာမျိုးပါပဲသူရဲ့အမြင့်ကန်ချက်ကိုကာကွယ်ပြီးဖန်ကတွန်းထုတ်လိုက်ပါတယ်ဒီအချိန်မှာဘန်ဒူချာဟန်ချက်ပြတ်သွားခဲ့ပြီးအချမတော်ဖြစ်သွားတာကြောင့်လက်ကျိုးသွားတာဖြစ်ပါတယ်ဘန်ဒူချာက USC မှာချန်ပီယံခေါင်းပွဲ၅ပွဲဆက်နိုင်ထားသူဖြစ်ပြီးဖန်နဲ့အတွေ့မှာစံချိန်မှတန်းကောင်းကျိုးပြတ်သွားတာဖြစ်ပါတယ်သူဟာလူကြီးလူကောင်းဆန်သူပြိုင်ဘက်ကိုလေးစားတဲ့သူမိသားစုအတွက်ဖခင်ကောင်းမိမအတွက်လင်းအောင်ချားကောင်းတရားဖြစ်တာမို့သူ့အတွက်တော့အင်မတန်ဆင်မကောင်းပါဘူးပွဲကကြီးချက်ပုံပြချင်းနေရှိခဲ့ရင်ပုံမိုက်မှာဆိုရင်ဒီတိုင်းဖြစ်လာတော့လေလက်တင့်ခံရမှာဖြစ်ပါရင် ဘန်ကလည်းပန်တို့ကြောင်လေးစားပါတယ်ပြုတ်ကျသွားခြင်းမှာလည်းမထိုးခဲ့ကြလို့လည်းဂျိုးမန်တိသွားခြင်းမှာတေချာနေသိပေးခဲ့ပါတယ်အောင်မွေးတော်ချင်းချက်မခံခဲ့ပါဘူးပန်တို့ကြောင်ကဒီဝေတန်ရဲ့ကဏ္ဍဝင်ဖြစ်တယ်လို့ကာလာရှေ့ချန်ပီယံလည်းဖြစ်ခဲ့သူဖြစ်တာကြောင့်မကြေဝဲပြန်လဲဝင်ရမှာတော့တေချာပါတယ်ဒါပေမဲ့လည်းဂျိုးတန်ရပြန်ကောင်းမှုကအချိန်ကြာကြီးနားရအောင်မှာဆိုတော့တော်တော်နဲ့ပြန်လာနိုင်မှာတော့မဟုတ်ပါဘူး ဘန်ဒူဂျာကသူ့ပုံစံအတိုင်းဆလာကလေးကရန်လုံစွာနဲ့ကစားခဲ့တာပါဘန်ကောက်အောက်ခြေလေးကနေလက်သေးတွဲလုံးနေပေးတယ်ဒရက်ဆက်ဖီအားပေးခဲ့တာဖြစ်ပါတယ်သူကပြန်မဲ့ကိုပွဲစောစောဖျက်တဲ့သူမျိုးအခုလိုဆလာကလေးကဖွင့်လာတာဖြစ်ပါတယ်ဘန်ကာဝယ်နေခြင်းမှာတိတ်တောင်းယူချော်ပြီးပွဲဖျက်ဖို့ကြံစည်လာတာဖြစ်ပါတယ်ဒါပေမဲ့လက်စောစောကျိုးသွားတာမျိုးချန်ပီယံကြီးလေးပလင်ဘော်ကနေဆင်းမိလာရတာဖြစ်ပါတယ်ဘန်ဒူဂျာကိုနိုင်ငံတကာဘန် USA Flyweight တန်းသမိုင်းတစ်လျှောက်အသံငယ်ဆုံးချန်ပီယံ USA Weight တန်းအားလုံးမှာဂျုံဂျုံပြီးဒုတိယမြောက်အသံငယ်ဆုံးချန်ပီယံပရမောင်းဆုံးသော USA ရဲ့မြန်မာချန်ပီယံ ပထမဆုံး US ရဲ့အာရှသားချန်ပီယံ2009နှစ်နောက်ပိုင်းမွေးဖွားတဲ့ဖိုင်တာတွေနဲ့ US မှာချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးသောဖိုင်တာပွဲပြတ်မရှုံးမှုတဲ့ပန်လိုကြောင့် TKO နဲ့ပွဲပြတ်ပြီးနိုင်ခဲ့သူဖြစ်စံချိန်များစွာတင်နိုင်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ view လေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။